လက်ရှိဆိုရလက်ထက်အခြေခံစာတက်မြောက်ရေးလှူရှားမှုဆောင်ရွက်ရမှာ2014ခုနှစ်မှာစာတက်နှုန်းဟာ90.6ရာခိုင်နှုန်းရှိတယ်လို့နိုင်ငံတော်ဒုတိယသမ္မတဒေါက်တာဆိုင်မောက်ခန်းကပြောကြားလိုက်ပါတယ်ဒီသတင်းကိုခင်ယူပါကတင်ဆက်ထားတာပါမေလ7ရက်နေ့ဟင်္သာရာမှာပြုလုပ်တဲ့အခြေခံစာတက်မြောက်ရေးလှူရှားမှုအခမ်းအနားမှာဒုတိယသမ္မတဒေါက်တာဆိုင်မောက်ခန်းကမြန်မာနိုင်ငံရဲ့အခြေခံစာတက်မြောက်မှုနှုန်းအခြေအနေတွေကိုပြောကြားခဲ့ပါတယ် ်လက်ရှိအစိုးရလက်ထက်မှာ2013ခုနှစ်ကစလို့အခြေခံစာတက်မြောက်ရေးလှုပ်ရှားမှုကိုပြန်လည်ဆောင်ရွက်ခဲ့ပြီး2014ခုနှစ်စင်းစရာတွေအရ62.6ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့2014ခုနှစ်မနှစ်ကစာတက်နှုန်းဟာဆိုလို့ရှိရင်62.6ရာခိုင်နှုန်းဖြစ်ပါတယ်။ကမ္ဘာသမိုင်းမှတ်သားများအရဆိုလို့ရှိရင်စာပေစတင်ပေါ်ပေါက်လာခဲ့တာဟာနှစ်ပေါင်း1000ကျော်ပြီလို့ ခံမှန်းကြပါတယ်မြန်မာနိုင်ငံမှာစာပေစတင်ထွန်းကားလာတဲ့အချိန်အတိအကျကျွန်တော်တို့မသိရပေမဲ့ရှင်းပရင်မင်းခေတ်ဆက်ဆက်ကစာတက်နှုန်းဟာဆိုလို့ရှင်85ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်သို့တော့ကိုလိုနီနေချက်ကိုလိုနီခေတ်မှာကြတော့35ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ရပါတယ်အဲ့ဒါကိုလွတ်လပ်ရေးရပြည်တဲ့နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ပြန်လဲမြင့်တက်လာခဲ့တာဖြစ်ပါတယ်။အခုကျင်းပတဲ့ဟန္တရာမျိုးရဲ့2015ခုနှစ်အတွက်အခြေခံစာတက်မြောက်ရေးလှုပ်ရှားမှုအခမ်းအနားကိုဒုတိယသမ္မတနဲ့အတူပြောင်းစုဝင်ကြီးတွေအရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့စာတက်မြောက်ရေးလိုအပ်ပေးဆရာဆရာမတွေပညာရေးဌာနနဲ့တက္ကသိုလ်ဆရာဆရာမတွေပြင်လူမှုရေးအသင်းအဖွဲ့တွေနဲ့အခြေခံစာတက်မြောက်ရေးတင်ကြားခွင့်ရတဲ့ဒေသခံပြည်သူတို့ချို့တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီစာအုပ်တက်နိုင်တက်သွားတယ်သူရဲ့တရားစာအုပ်ကလေးကိုဖတ်နိုင်မှာဝင်တာပါလေကျေးဇူးတင်ပါတယ်အဲ့ဒီဒီစာအုပ်တော်တော့ကိုရေးတတ်ပြီးတာဝါရသာသမီတွေရှိလဲစားဖို့လို့ရပြီအခုလုံးခုလို့စားဖတ်တတ်တယ်တော့ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံမှာအာသုံးလုံးကြီးစာတက်မြောက်ရေးလှုပ်ရှားမှုကို1964ခုနှစ်ကမိထလာမြို့နယ်မှာစတင်လှုပ်ဆောင်ခဲ့ပြီး1982ခုနှစ်နဲ့1983ခုနှစ်တွေမှာ ကမ္ဘာကုလသမဂ္ဂကပေးအပ်တဲ့နိုင်ငံကစတက်မြောက်ရေးလှုပ်ရှားမှုအတွက်ဂုံပြူစုကိုနှစ်ကြိမ်ရရှိခဲ့ပူပါတယ်။ကျမခင်ပါပါရှင်။